ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါပပတ်လယ်မှာပန်းကုန်းတွေကိုချိတ်လိုက်ပြီးမိုးဆန္ဒနဲ့အင်ဒရာရေလှလားဆိုတာကိုကြည့်ပြီးပြောပါအောင်အဲ့ဒီချိန်မှာဟိုလီအတွက်အကျုံလော်ရီလုံနေတဲ့မိုးဆန္ဒနဲ့အင်ဒရာတို့က အဲ့ဒီကွန်တိန်နာအင်ဂျီကိုကြည်လိုက်ပါရယ်။နှစ်ယောက်လုံးရဲ့မျက်လုံးနဲ့မှပျော်ရွှင်မှုတွေကြောင့်ညည်ရီတွေဝဲနေပါရယ်။ဒီလိမ္မော်ရောင်အဝါရောင်ပန်းလေးတွေကလေငါတို့ရဲ့ကွန်တိန်နာအိမ်လေးကိုတော်တော်လှောင်လှုပ်လိုက်တာပဲ။လာလင်းလဲ့ရေအခုအုံတီမုံလောက်ဖို့မြ мян လေးကူညီပေး။ပြီးရောအဲ့ဒါဆိုရင်ငါဘိမုံရဲ့ကြုံမုံနဲ့အကြော်တွေကိုလှုပ်လိုက်မယ်။ငါတို့ကအဲ့လောက်ဆင်းရဲတဲ့နေ့ရက်တွေကိုကြုံခဲ့ရတာ။အဲ့တော့ဒီဟိုလီပွဲတော်ရဲ့ရွှင်လန်းမှုအပြည့်နဲ့ဆော့ကစားပြီးဟင်းလျာတွေကိုစားဖို့ငါတို့မှကံပါပါမလား။ ဘလူးချင်းတွေကြောင့်ဒီစင်းရဲတွေချွေးမာတွေကကွန်တိန်နာတွေမှာဒီအဖြစ်နဲ့ကျုံနေရတာလေ။လာပါဒါကိုကြည့်လိုက်ကြရအောင်။စင်းရဲတွေလင်းလေက သူ့ရဲ့ဒိန်ရဲ့အပြင်မှာတပြက်စီးလဲနေခဲ့ပါတယ်။အိုးဖျားရင်ဒီရတီဦးတို့ကအရှမ်းဒုက္ခပေးတာပဲ။ဘလောက်ပဲတပြက်စီးလဲလဲခြံထဲမှာသီးရွက်တွေကပြန်ကျဲနေရပဲ။လုံးဝအရွက်ချောက်တွေစုနေပြီးမိချက်နဲ့ချစ်ပြီးမိရှို့လိုက်မယ်ကွာ။အဲ့ဒီချိန်မှာခြံထဲမှာမိဖို့ကိုလုံနေတဲ့မူဆန္ဒက အရွက်ချောက်တွေကိုတွေ့ပြီးအကြံတစ်ခုရလာပါတယ်။လင်းလဲ့ရေဒီအရွက်တွေကအရန်ကျွတ်တယ်။ဒါတွေနဲ့မီးရှို့ရင်ကောင်းကောင်းမီးထွက်လိမ့်မယ်။၃ချိန်၄ချိန်လောက်တော့မီးမွေးလို့ရမယ်။ရော့ဒီဝါတောင်းထဲမှာစုပြီးထည့်ထားလိုက်နော်။လင်းလဲ့ကအဲ့ဒီတိရွက်ချောက်တွေအကုန်လုံးကိုဝါတောင်းထဲထည့်လိုက်ပါတယ်။ဒီချိန်မှာနှစ်ယောက်လုံးကအီနီနာချင်းကိုကြည့်ကြပါတယ်။အင်းနီနာချင်းရီတာကသူ့အိမ်မှာဟိုလီအတွက်စီးတုပ်ခိုင်းနေပါတယ်။ညီမကြီးဒီလိမ္မော်ရောင်အနုလေးနဲ့တုံလိုက်ရင်အင်းကအရန်လာမယ်။ အယောင်ကတော့လှပါတယ်။ဒါပေမဲ့အယောင်ကကောင်းပါတယ်နော်။မမိန်သွားတော့ပါအောင်နော်။စင်းချပါညီမကြီး။ဒါကအကောင်းစားဆေးရီပါ။အရင်ကောင်းနေဆေးပဲ။နှစ်ပေါင်းများစွာကြာရှည်ခံပါလေ။ပြီးရောအကိုကြီးနေရန်တစ်ခုတစ်ခုစီကိုသေချာတော့နော်။ကျမဟိုလီတို့ဒေဝါလီတို့မှာကျမအိမ်ကိုဆေးတော့တယ်။ဒါပေမဲ့ကျမရဲ့အိမ်နီးနားချင်းတွေကအရင်ဆင်းရဲလို့တော့လေ။သူတို့အိမ်ရဲ့အခြေအနေကကူတစ်ခုလိုဖြစ်နေပြီ။သူတို့တွေကဘလို့နေကြလဲမသိပါဘူး။ မာနာကြီးတဲ့အင်းနီနာချင်းရီဂျာကဒေါ်မာလာနဲ့သူရဲ့ဆင်းရဲတဲ့ချွေးမသုံးယောက်ကိုကြည့်ရင်နေပါလေတကယ်ပါအမအိန္ဒရာကြီးညီမတို့တဲအိမ်ရဲ့ခြေနေရလုံးဝဆိုးရွားနေပြီညီမတို့ကအိမ်ပိုင်ရှင်ပြောပြီးဆေးတုပ်ခိုင်းတဲ့နဲ့တပတ်နှစ်ပတ်နေဟိုလီပွဲတော်ရှိရဲ့လေအမေရေအမေရောဘလို့ထင်လဲမဟုတ်ဘူးချွေးမမိုးဆန္ဒကြီးချလိုက်ပါအိမ်ပိုင်ရှင်ကအိမ်ကိုဆေးတုပ်တာနဲ့နဲ့ပြီးငါတို့ရဲ့အိမ်လာခောက်တိုးလိုက်လိမ့်မယ်ငါသားတွေကခက်ခက်ခဲခဲနဲ့ဆက်ယုံမှအလွတ်လွတ်ပြီး 9000တထောင်ရောင်ပတ်စံရှာရတာအဲ့ဒါနဲ့တောင်မှမိသားစုစားစိတ်အတွက်ကပတ်စံမလောက်သေးဘူးလေအဲ့ဒီမှာချိန်မတော့ရလုံးကသမင်းဟင်းချက်ဖို့ပြင်ဆင်လိုက်ပါတယ်ငါတို့ရဲ့ယောက်ျားတွေလာစာများများရပါစေလို့ဖျားသခင်စီမှာဆုတောင်းနေအဲ့ဒါမှဟိုလီပွဲမှာကလေးတွေအတွက်ဘူဒီဟင်းလျာနဲ့နဲ့ပပလှုပ်ပေးလို့ရမှာလေဟေးအတုံးမကြရဲကောင်မြန်မြန်လေးအလုပ်လုပ်လေပြီးတော့မင်းကအခုထိဒီစပားကြီးတွေကိုကွန်တိန်နာပေါ်မတင်ရသေးဘူးလား အိတ်ကအရင်လေးလိုပါတတိယဒါရီကိုတင်ရင်တင်ရင်နဲ့ပခုံးနေတောင်တောင့်သွားတယ်အတုံးမကြရဲကောင်မင်းတို့ညီကို300လောက်ကအရင်ပြင်းတာပဲအလုတ်ကတော့မလုတ်ချင်ဘူးလာဆောင်ဦးကြတော့အပြည့်လိုချင်တယ်ဒီကနေထွက်သွားစမ်းအဲ့နောက်မှာလင်းပိုင်ကရန်နိုင်ကိုကူညီပါတယ်အချိန်နှိမ့်ငယ်ကြာမှာတော့တတိယညနေဆောင်နေပြီဒီနေ့လောအားကကိုကျွန်တော်တို့ပြီးပါလားတတိယပိုလီပွဲတော်လာတော့မယ့်အချိန်ရောက်နေပြီဒါကြောင့်1000 2000လောက်ပူပြီးလိုချင်လို့ပါ မိမနဲ့ကလေးတွေကိုဝယ်စားတွေဝယ်ပေးရမယ်။ပြီးတော့ရေခါတွေလည်းဝယ်ရအောင်မယ်။ငါမင်းတို့ကိုတပြားတစ်ချက်မှပူမပေးနိုင်ဘူး။မင်းတို့ရဲ့ဒီလိုအကောက်ကိုယူပြီးတော့ဒီကနေထွက်သွားလိုက်တော့တုံးယောင်လုံးကစိတ်ပြက်လက်ပြက်နဲ့အိတ်ထဲမှာရေခါတချို့ကိုယူပြီးအိမ်ကိုရောက်လာတဲ့အချိန်မှာပဲအိမ်ကပြူသွားတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့အားလုံးကအပြင်မှာထိုင်နေကြပါတယ်။အဲ့ဒီချိန်မှာကလေးနှစ်ယောက်ဖြစ်တဲ့မောင်မောင်နဲ့ဆူဆူတို့ကငိုယူပြီးသူတို့ကိုလာဖတ်လိုက်ပါတယ်။ဟေးဟေး။တအားတို့အိမ်ပြည့်စည်သွားပြီ အခုတအားတို့ဟိုလီကိုဗမာကျင်းပါကြမှာလေအငူပါနဲ့တားရဲ့တိတ်လိုက်ပါတော့အဖေရောက်လာပြီမလားဖះသခင်ကလည်းအရင်ရက်ဆက်လွန်းတာပဲဝမ်းနေမှုနဲ့ပင်မဆင်းရဲမှုတွေကိုစင်ရဲသားတွေကိုပဲပြီးတယ်မင်းတို့တော့ရောက်ထုတ်ထုတ်လိုက်တော့အချိန်နဲ့ငယ်ကြမှာတော့စင်ရဲတဲ့မိသားစုကပစ္စည်းတွေကိုထုတ်ပို့ပြီးအခန်းရှာဖို့ထွက်သွားကြပါတယ်အိမ်မှာဈေးတွေမှာဟိုလီအတွက်ရှောင်းစုံအမှုန်တွေရေပြွတ်တွေအဝယ်စားအသက်တွေအယုတ်တွေနဲ့ရေပြွတ်တနတ်တွေကိုလည်းရောင်းချနေပါတယ်။ လမ်းပေါ်မှာခြေပလာနဲ့လမ်းလျှောက်တော့အသက်ကြီးတဲ့ဒေါ်မလာရဲ့ခြေထောက်တွေကဒဏ်ရာရလာခဲ့ပါတယ်။အိုးဖီးဟားရေငါနောက်ထပ်ထပ်ပြီးလမ်းမလျှောက်နိုင်တော့ဘူး။အမလီမင်းတို့အမေနဲ့အတူဒီမှာပဲနေနေတော့ငါတို့သွားပြီးဈေးတက်တက်တတနဲ့အခန်းရမလားလို့ကြည်လာခဲ့မယ်။ဟုတ်ကဲ့ပါ။ညီကို၃ယောက်လုံးကနေရာကမှာလိုက်ပတ်ရှာကြပါတယ်။ဒါပေမဲ့ဒီလောက်ဈေးကြီးတဲ့အချိန်မှာဈေးတက်တက်တတနဲ့အခန်းကိုဘယ်မှာရှာတွေ့ပါမလဲ။ အားလုံးကစိတ်ပြက်လက်ပြက်နေပြီပြန်ရောက်လာကြပါလိမ့်။အားလုံးကလမ်းဘေးကပွင့်လင်းတဲ့ကောင်းကင်အောက်မှာထိုင်လိုက်ပြီးတော့တညကြာအိပ်လိုက်ကြပါလိမ့်။နောက်နေ့မှာညီကိုတောင်ရောင်လုံးကဆက်ယုံကိုသွားပြီးအလွတ်လုကြပါလိမ့်။အဲ့ဒီအချိန်မှာပဲနားထောင်သွားနေရင်းနဲ့ဒီကွန်တိန်နာကိုပါယူသွားလိုက်ပြီးတော့အရေးကြိုးမှရောင်းလိုက်။ဒါကတန်ကြီးတက်သွားပြီ။ညီကိုတောင်ရောင်လုံးကအဲ့ဒီကွန်တိန်နာအကြီးကြီးကိုကြည့်လိုက်ကြပါလိမ့်။ပြီးတော့သူတို့ကမနေ့ညကအကူအညီမိခဲ့တဲ့အကြောင်းလေးကိုပြန်ပြီးသတိရသွားခဲ့ပါလိမ့်။ အလုံးကလမ်းမမှာအေးရတဲ့မြင်ကွင်းကိုလည်းတတိယသွားကြပါရယ်ဒီကွန်နိနာကိုငါတို့ယူသွားနိုင်မယ်အရေးကြိုးသမားတွေကအငင်းခုံလုပ်ပြီး9000လောက်ပဲပေးမှာငါတို့ရဲ့မိမတွေကတော့ဒါကိုအသုံးပြုလို့ရရင်တော့ပြန်ပြီးအသုံးပြုနိုင်မှာပဲသုံးယောက်လုံးကကွန်တိန်နာကိုအိမ်ကိုယူလာလိုက်တဲ့နေ့သူတို့မိမတွေကမြှုပ်လင်းချက်တစ်ခုရသွားခဲ့ပါရယ်ဒီကွန်တိန်နာအိမ်တလုံးလိုတော်တော်ကြီးရပဲဒီထဲမှာကျမတို့တမိသားစုလုံးနေလို့ရမယ်ဒါပေမဲ့မိုးဆန္ဒရေး ဒီကွန်တိန်နာကိုငါတို့တွေစနစ်တကျစိတ်ကြောရမယ်ကြည့်လေတန်ကြီးတွေအများတက်နေရငါတို့ကဒီကွန်တိန်နာထဲမှာတကားတွေနဲ့ပတင်းပေါက်တွေတက်ဖို့အတွက်ထင်းတွေလိုအပ်မယ်ရှင်တို့ညီကို၃ယောက်ထင်းတွေကိုသွားယူလာပေးပါလားချွေးမ၃ယောက်လုံးကလွတ်နေတဲ့မြင်ကွင်းထဲမှာကွန်တိန်နာကြီးကိုအခြေချလိုက်ပါတယ်ပြီးတော့အလုပ်ကျိုးစားပြီးကွန်တိန်နာကတန်ကြီးတွေကိုရှင်းအောင်လုပ်လိုက်ပါတယ်ပြီးတော့ထင်းတွေကိုစုဆောင်းပြီးတော့တကားနဲ့ပတင်းပေါက်တွေကိုလုပ်လိုက်ပါတယ် ကွန်တိန်နာအင်ကိုကြည့်ပြီးခလေးနှစ်ယောက်လုံးကလည်းပျော်သွားကြပါရဲ့အမေဒီကွန်တိန်နာအင်ကလေငါထားတဲ့တဲရင်ထက်တောင်ပို့ပြီးတော့လှသေးတယ်အဖွားရေအဖွားဒီတစ်ခါသမီးတို့ကဟိုလီပွဲတော်ခန်းခန်းနာနာကျင်းမကြမယ်အဖေနဲ့ဦးလေးတို့ကဝတ်စားအသစ်တွေဝယ်ပေးမယ်ပြီးတော့အမေနဲ့အတော်တို့ကသမီးတို့အတွက်ပိန်းမုံကြုံမုံအုံတီမုံနဲ့အရသာရှိပြီးချိုမြင်းနဲ့မုံတွေကိုလှုပ်ပေးမယ်မလားယင်ကလေးနှစ်ယောက်ရဲ့စိတ်ထဲမှာဟိုလီပွဲကျင်းပခြင်းနဲ့ဆန္ဒကိုကြည့်ပြီးတော့ဒွန်ပန္နာကငိုပါတော်တယ် ။အိုမဲအိမဲဖြစ်သွားတဲ့အတွက်ကြောင့်အားလုံးကကြည်ကွင်းနေကြပါရဲ့။အဲ့ဒီချိန်မှာချွေးမသုံးရလုံးကတတိကိုစူးစောင်းပြီးပြောခဲ့ပါရဲ့။အေးကလေးတို့ရေငါတို့ဒီတစ်ခါခန်းနာစွာနဲ့ဟိုလီပွဲတော်ကျင်းပကြမယ်။ပြီးတော့ငါတို့ရဲ့ဒီကွန်တိန်နာအိမ်အသစ်မှာကျင်းပကြမယ်လေ။ဒါပေမဲ့ချွေးမရေနင်တို့ကပတ်စံမရှိပဲအစားအစာတွေအယောင်တွေနဲ့ရေပြွက်တွေဘလို့စီစဉ်မှလဲအားလုံးစင်ပြေသွားမှာပါအမေရဲ့အမေစိတ်မပူပါနဲ့လင်းလဲနဲ့အင်ဒရာကြီးငါနဲ့တူတူလိုက်ခဲ့ပေးအောင် ချိန်ပေါင်း၃00လောက်ကအလုရှာနေရင်းနဲ့အိမ်တိုင်းမှာတိုက်ပတ်ပါတယ်။ဒါပေမဲ့သူတို့ကအလုမရပါဘူး။အဲဒီချိန်မှာသူတို့ကဥယျာဉ်မှူးတရာဘန်းတွေအများကြီးပြစ်နေတာကိုတွေ့သွားပါတော့တယ်။ဒီလိုနဲ့မိုးစန္ဒာကအကြံတစ်ခုရလာခဲ့ပါတယ်။ဥယျာဉ်မှူးရဲ့တကယ်လို့ဒီဘန်းနဲ့ရွက်တွေကိုဦးလေးတို့အသုံးမဝင်ဘူးဆိုရင်ကျမတို့တောင်ယူလိုက်လို့ရမလားယင်။အေးသမီးရေယူသွားလိုက်ပါဘန်းကြံကိုတန်ရှင်းထားတော့အဲ့ဒီလေးကနေထုတ်ထားတာယူသွားလိုက်ပါ ငါတို့ရဲ့အယောင်တွေလုတ်ဖို့အတွက်ပစ္စည်းရသွားပြီ။အခုငါတို့ကပတ်စံမဖြုံးဒီပဲနဲ့ဒီအောင်စုံပန်းတွေအရွက်တွေနဲ့အယောင်မုံစစ်စစ်တွေလောက်ပြီးတော့ဈေးမှာသွားရောင်းကြမယ်လေ။အင်္ဂိုလာပြီး၃ယောက်လုံးကအယောင်မုံလေးတွေကိုလုတ်ကြပါလေ။အဝါယောင်ပန်းနဲ့အဝါယောင်မုံကိုလုတ်ပါလေ။ပြီးတော့နီယောင်ပွင့်နဲ့အနီယောင်မုံလေးတွေကိုလည်းလုတ်ပါလေ။ပြီးတော့တင်းရွက်တွေနဲ့အစိမ်းယောင်မုံတွေကိုလုတ်ပြီးဈေးမှာသွားရောင်းပါလေ။လာကြပါလာကြပါဈေးတက်တက်တတနဲ့ရှူပါရှင်။ ကျင်းကျင်းရဲ့စီမံခန့်ခွဲတက်တဲ့စည်ရဲတွေချွေးမလေးတွေစီကနေမွေးတွေရောင်စုံအမုံတွေကိုဝေဖို့အတွက်ဝဲသူတွေလည်းစုယုံလာကြပါတယ်။ပြီးတော့ရောင်တွေအားလုံးကိုရောင်းပြီးသူတို့ကသူတို့ရဲ့ကွန်တိန်နာအိမ်ကိုရောက်လာကြပါတယ်။ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်ငါတို့ရဲ့ရောင်စုံအမုံလောက်တဲ့အလောက်ကတတော်လေးကိုအဆင်ပြေတယ်။ငါတို့ကအရင်နေ့လဲရသွားပြီ။အဲ့ဒါကြရင်ငါတို့မနှက်ပြန်စီမှဟိုလီတွက် အကြော်အလော်တွေဥပမာအုံတီမုံနဲ့ဂျုံမုံတွေကိုလည်းလှုပ်ပြီးလူတွေကဝဲကြမယ်။ ပြီးတော့အခုတော်ပွဲလန်းတပင်မှာလူတွေကအစင်းသင်းပြင်ပြီးသားမှုန့်နေပဲဝဲသွားတာအတိကအားဖြင့်အုံတီမှုန့်ပေါ့အဲ့နောက်မှာဘာဆက်ဖြစ်မလဲဆိုတော့တုံးရုံလုံးကမှုန့်နေလုံးမဲ့ပစ္စည်းတွေဖြစ်တဲ့ရွှေကြီးထောပတ်ဂျုံနဲ့တကြားတွေကိုဝဲပြီးပြန်လာပါတယ်အဲ့ဒီမှာသူတို့ကအုံတီမှုန့်ကိုလုပ်ပြီးအစင်းသင်းပြင်လိုက်ပါတယ်ဒီမှာကြည့်ဂျုံလေးနဲ့နဲ့ရဲ့အုံတီလေးနဲ့နဲ့နဲ့ငါတို့ကအုံတီမှုန့်နဲ့အများကြီးကိုလှုပ်လိုက်ပြီးလာခုတာတွေကိုတကြားရီထဲမှာစိန်လိုက်ကြမယ်တကယ်လို့အုံတီမှုန့်တစ်ခုကို ငါတို့ကတထောင်နဲ့ရောင်းနေဆိုရင်တော့ပိုလီပွဲတော်အတွက်အမျက်ကိုရနိုင်တယ်။အဲ့ဒီအချိန်မှာမမောင်ကပလတ်စတစ်ဘူးထဲမှာရေကိုဖြည့်ပြီးအထည်ကိုဝင်လာပါတယ်။ပြီးတော့သူတို့၃ယောက်နဲ့အတူကစားပါတယ်။ Happy Holy ပိုလီမှာရေပန့်ရင်စိတ်မဆိုးရအောင်နော်။ဟာဟာငါရဲ့ချစ်ဖို့ကောင်းတဲ့မမောင်လေးရေ။ဒါရေဘူးထဲမှာရေတွေဘာလို့ဖြည့်ထားလဲ။အန်ဒီလင်းလေးတအားလို့သိတယ်အဖေအဲ့လိုကအဆင်မပြေဘူးလေ။ ဒါကြောင့်အဖေးစီမှာသားတို့ကိုရေပြုတ်ဝဲပေးဖို့ပတ်စံမရှိလာဘူး။ဒါကြောင့်သားတို့ကဒီပလတ်စတစ်ဘူးကြီးကို ရေပြုတ်အဖြစ်လုပ်လိုက်တာ။သားတို့ကအဲ့ဒါနေပဲရေပတ်ကြမယ်။အဲ့ဒါကိုကြားလိုက်တာနဲ့သုံးယောက်လုံးကစိတ်မကောင်းဖြစ်သွားကြပါတယ်။အဲ့ဒီချိန်မှာအင်ဒရာကပလတ်စတစ်ဘူးကိုကြည့်ပြီးအကြံတစ်ခုရလာပါတယ်။တကယ်လို့ငါတို့သုံးယောက်လိုချင်ဒီပလတ်စတစ်ဘူးတွေနဲ့ရေပြုတ်တယ်လုံးလို့ရတယ်။ပြီးတော့အဲ့ဒီပုံမှာဆေးတော့ပြီး၃လထောင်လောက်နဲ့ရေပြုတ်အလွယ်တကူရောင်းလို့ရတယ်ဟာ။အကြံတော့အရန်ကောင်းတာပဲ ငါတို့ကကွန်တိန်နာနဲ့အိမ်ကိုစောက်တယ်လို့ရေပြုတ်ကိုလှုပ်လိုက်မယ်။ပြီးတော့ပလတ်စတစ်ပူးတွေကကော်ရီတန်နေဝယ်တဲ့သူတွေစီမှာတစ်ခု၄၅ရာနဲ့ရနိုင်တယ်ဟ။အဲ့ဒီမှာ၃ယောက်လုံးကပလတ်စတစ်ရေပူးတွေအများကြီးကိုဝယ်ပြီးယူလာခဲ့ကြပါတယ်။ပြီးတော့ချွေးပါတစ်ယောက်ကအဲ့တော်တွေကိုရေပြုတ်ပုံစံဖြစ်အောင်လို့လှုပ်လိုက်ပါတယ်။ပြီးတဲ့နောက်မှာအဲ့တော်တွေကိုစေးတုပ်ပြီးအချောက်ခံလိုက်ပါတယ်။ပြီးတော့ဒီနေ့မှာသူတို့ကဈေးထဲမှာရောင်းစုံအမှုံမုံနေနေရေပြုတ်တွေအားလုံးကိုရောင်းပြီးဝင်ဝင်ကောင်းကောင်းရှာလိုက်ပါတယ်။ ဟိုလီပွဲတော်နေ့လည်းရောက်လာခဲ့ပါတယ်။သုံးယောက်လုံးကအတူတူပေါင်းပြီးသူတို့ရဲ့ကွန်တိန်နာအင်ကိုတပြက်စီးနဲ့လှိမ့်လိုက်ပါတယ်။ပြီးတော့လက်တွေနဲ့ဘန်ကုန်းလေးတွေကိုလှုပ်ပြီးအလှဆင်လိုက်ကြပါတယ်။ပြီးတော့ချိုးမြိန်နဲ့ဟင်းလျောက်တွေအမျိုးမျိုးကိုလှုပ်ပြီးအားလုံးကိုခူးပေးလိုက်ပါတယ်။ဒီလိုနဲ့ကွန်တိန်နာအင်မှာသူတို့ရဲ့ဟိုလီပွဲတော်ကပျော်ရွှင်စွာနဲ့ပဲပြီးမြောက်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။